ုံအကြောင်းရှင်းလင်းတင်ပြပေးသွားမှာဖြစ်ပါတယ်ကျောကပ္ပစဆက်ရုံအကြောင်းတစ်စီတစ်ကောင်းပေါ့ဗျာစစ်တပ်ရဲ့အဓိကထောက်တိုင်နေတဲ့မှာကပ္ပစလို့ခေါ်တဲ့ကာကွယ်ရေးပစ္စည်းဆက်ရုံတွေဟာလည်းအဓိကကြတဲ့အခန်းကဏ္ဍကနေပါဝင်နေတာဖြစ်ပါတယ်အဆိုပါဆက်ရုံတွေဟာရန်ကုန်နေပြည်တော်ပဲခူးနဲ့မကွေးမှာအခြေစိုက်တာဖြစ်ပါတယ်ပြည်နယ်တွေမှာဘာလို့အခြေမစိုက်တာလဲဆိုတာကတော့နောက်တစ်ချိန်ခွဲထွက်တာတော့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ဖက်ဒရယ်တို့ဖြစ်လာရင်ပြည်မာထဲမှာကြံရှိနေအောင်ဖြစ်ပါတယ်။ကာဝေးပစ္စည်းဆက်ယုံတွေဟာလုံးဝထိတန်းလေးဝက်ဖြစ်ပါတယ်။ ဆာမန်အရာရှိစစ်တီတွေတောင်ကာကွယ်ရေးပစ္စည်းစက်ရုံတွေရဲ့လုပ်ငန်းစနစ်တွေကိုတရှိဖို့ခက်ခဲလှပါတယ်ခုချိန်ခါမှာတော့ CDM တပ်အစုဖွဲ့တွေရဲ့တင်ပြမှုကြောင့်ပြည်သူတွေတည်တင်းတော့ကြားသိနေကြရပြီဖြစ်ပါတယ်ကာကွယ်ရေးပစ္စည်းစက်ရုံတွေဟာကနဦးတီထောင်စင်ကဂျာမနီကြီးပညာအကူအညီနဲ့စတင်ခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာတော့တရုတ်ရုရှားမြောက်ကိုရီးယားပညာရှင်တွေနဲ့ပေါင်းစပ်လုပ်ကင်ကြတာဖြစ်ပါတယ်1996ခုနှစ်နောက်ပိုင်းမှာစက်ရုံတွေတိုးချဲ့တည်ဆောက်ခဲ့ပြီးအကြီးစားစက်ရုံတွေကိုပါထပ်မံဖွင့်လှစ်လာခဲ့တာဖြစ်ပါတယ် ကာဝေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့မှာစီဘဲကလွဲလို့ကြံတဲ့အင်ဂျင်နီယာအုပ်စုမျိုးစုံရှိနေတာဖြစ်ပါတယ်။အခြားဆဲစစ်တီတွေကိုကားငယ်အုပ်စုဖေဖေစစ်တီခါခွေးအုပ်စုပညာတဲ့စစ်တီကာကြီးအုပ်စုအထူးပညာတဲ့စစ်တီဆိုပြီးအုပ်စုသုံးမျိုးစလုံးစုံလင်စွာရှိနေပါတယ်။ trade တွေ grade တွေအမျိုးသားစုံလင်တဲ့ပညာတဲ့တပ်ဖွဲ့ဖြစ်ရပ်တည်နေကြတာဖြစ်ပေမဲ့ယနေ့ချိန်မှာတော့တိုက်ခိုက်ရေးလုပ်ငန်းတွေကိုပါဝင်ရောက်ပါဝင်ပေးနေရတဲ့အထိဇက်နာနေပြီဖြစ်ပါတယ်။ကာဝေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ဟာဝန်ထမ်းတပ်ဖွဲ့ဖြစ်ပြီး ကဘာစစ်ဖြစ်ရင်တောင်စစ်တိုက်ဆရာမလိုပဲထုတ်လို့ရလုပ်ငန်းကိုသာနေမနာညမှာဆောင်ရွက်ကြရမယ်လို့ကြွေးကြော်ထားတဲ့စစ်မင်းသားတပ်ဖွဲ့ဖြစ်ပါတယ်စစ်စက္ကတိုလ်ကျောင်းစင်းတွေရောက်ရှိမှုနှဲပါပါတယ်ဘာဖြစ်လို့လဲဆိုတော့ဖွဲ့စည်းပုံရဂျီဝမ်ဒုတိယဗိုလ်မှူးကြီးစေဦးစီးမှုပထမတန်းအထိတာရှိလို့ဖြစ်ပါတယ်ဟိုးရခင်ကဆိုရင်ကမ္ဘာစတပ်ဖွဲ့ဝင်တွေဟာတပ်ဖွဲ့တွေ trade တင်တန်း grade တင်တန်းတွေသာတက်ရောက်ကြရပြီးအခြားစစ်တင်တန်းတွေမတက်ရောက်ကြရပါဘူးဒါပေမဲ့စစ်မှုတန်းတစ်စိတ်အတွက်အမှတ်ရေးအတွက်တွက်ချက်ရမှာ သမတ်အမှတ်ပြည့်မီဖို့ခြေလင်းတိုက်ခိုက်ရေးတင်နန်းတွေဖြစ်တဲ့အကြက်လောင်းအကြက်ငယ်အကြက်ကြီးနဲ့တိုက်ပွဲဝင်စီယုံရေးတင်နန်းတွေကိုမဖြစ်မနေတက်ရောက်ကြရတာဖြစ်ပါတယ်။အဲ့ဒီလိုတိုက်ခိုက်ရေးတင်နန်းတက်ရောက်ရတာတောင်းခြေတန်းတွားရတယ်လို့ပြန်မှန်းနေဆိုပြီးကြောက်လန့်ကြသူများဖြစ်ပါတယ်။ကာဝေးပစ္စည်းဆက်ယုံ25ယုံရှိပြီးဒီထက်ကတော်လန်ရေးအင်အားစုတွေအလုံးကောင်းတဲ့မကွေးတိုင်းကကျောမြို့အခြေစိုက်အမှတ်23ကာဝေးပစ္စည်းဆက်ယုံအကြောင်းသိရှိထားသမျှလေးတင်ပြပေးပါမယ်။ကျောမြို့ဟာ ရောဒေတာနဲ့ဆက်ဆက်နေတယ်လို့ဂျင်းမာပင်ပလဲနဲ့လည်းထိဆက်လျက်ရှိနေတာဖြစ်ပါတယ်။လက်ရှိဆက်ရုံမှုဟာဘုံဘူးတိုးလင်းဖြစ်ပြီးစီးစနစ်အရန်ကြီးလို့ဖြစ်ပါတယ်။သူမျိုးသမီးအားဒဂုံတက်ကလူကကတိကဒေါ်မာလာညိုဖြစ်ပြီးဒါရိုက်တာဇင်ယောင်မောင်နဲ့အမျိုးတော်ဆက်သူဖြစ်ပါတယ်။သာသမီမထွန်းကားသလိုမိန်းကလေးတယောက်ကိုစာချုပ်စာရမ်းနဲ့တရားဝင်မွေးစားထားပါတယ်။ဘလောက်စီးစနစ်ကြတယ်ဆိုရင်သူစားဖို့ကျက်တုံပြူကျက်တုံတွေကိုတောင်သူအိတ်တဲ့ခရင်အောင်မှာထားပြီးသူ့ကိုချက်ကြွေးတဲ့ချင်းတိုင်ယန္တာစစ်တီကိုစကေးနဲ့ထုတ်ပေးတဲ့အထိ ာတစ်တိုးလေဆိုတဲ့အမည်ဝိဒေတာကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်